ယဟန်ကဘလောက်ခိုးမှပါရာဇိကကြတယ်လေဖေယားတပည့်ကငွေဆက်ကိုနဲ့ဆိုဘလောက်လဲဖေယားမသိလို့ဖေယားတဲ့တပည့်မဟုတ်ပါဘူးတမတ်ပါနော်ယဟန်ကတမတ်နဲ့တမတ်ဤအထက်ကိုခိုးမှပါရာဇိကကြပါတယ်တမတ်ဆိုလို့ယနေ့ခေတ်တမတ်ကိုပြောတာမဟုတ်ပါဘူးဖေယားရှင်လက်ထက်ကရွှေစင်တစ်ချက်ဤလေးပုံတစ်ပုံတမတ်ကိုပြောတာပါရှစ်ခေတ်ရွှေစင်တစ်ချက်ကရွှေငါးပဲငွေငါးပဲကျင်းနေဆယ်ပဲပေါင်းဆက်၍ထားသည့်ပဲ20ရှိလေးပုံတစ်ပုံဟာ တမတ်ခေါ်၅ဘဲရှိပါတယ်။အဲ့ဒီတမတ်ခေါ်၅ဘဲကိုခက်အလိုက်ရွှေငွေပေါင်စင်းနဲ့တွက်ကြည့်လိုက်ပါ။တွက်ကြည့်လိုက်လို့ထွက်လာတဲ့တန်ဖိုးပမာဏဟာပါရာဇိကကျလောက်တဲ့တန်ဖိုးပမာဏဖြစ်ပါတယ်။နားလည်ပါစေနော်။ပါရာဇိက၄ပါးတည်းကအဒိဏဒါနာကံကိုအသေးစိတ်ရှင်းပြပါဖရာ။ခိုးလို့တဲ့စိတ်မပါဘဲယူမိရင်လဲပါရာဇိကကြတယ်ကြားဘူးလို့ပါ။တပြည့်တော်အတွက်အရေးကြီးလို့ပါဖရာတဲ့။ အဒိနာဒါနသိခါဘုဆိုတာပါရာဇိက၄ပါးတဲကဒုတိယသိခါဘုဖြစ်ပါတယ်ခိုးလိုတဲ့စိတ်မပါဘဲယူသားတဲ့စိတ်နဲ့ယူတာကတော့ပါရာဇိကမကြပါဘူးဝီနီးမှာပြထားတာကအဒိနံထေယသင်္ခတံအာဒီရေယလို့ပြထားပါတယ်အဒိနံပိုင်ရှင်မပေးသော သူတစ်ပါးဤပစ္စည်းဥစ္စာကိုထေယသင်္ခတံခိုးလိုစိတ်ဖြင့်အာဒီရေယယူညာအံလို့အဓိပ္ပာယ်ရပါတယ် ပိုင်ရှင်မပေးတဲ့သူတစ်ပါးဤပစ္စည်းဥစ္စာကိုခိုးလိုတဲ့စိတ်ဖြင့်ယူမတာပါရာဇိကကြပါတယ်။ယူသားတဲ့စိတ်နဲ့ယူတာကတော့ပါရာဇိကမကြပါဘူး။သို့တော်လည်းပဲဒီနေရာမှာပြောလိုတာကယူသားတဲ့စိတ်ဖြစ်စေအောင်တော့ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘူးဆိုရင်မိတိပစ္စည်းကိုမဆိုမယူတာမကင်တာကောင်းပါတယ်။ဘာကြောင့်လဲဆိုရင်ပထမတော့မိမိကယူသားတဲ့စိတ်နဲ့ယူလိုက်ကင်လိုက်တာမှန်တော်လည်းပဲလက်သေးကိုရောက်တဲ့အခါမှာ ပစ္စည်းကိုမြင်တာနဲ့လောဘစိတ်ဖြစ်ပြီးခိုးမယ်ဆိုတဲ့အကြံစီဖြစ်လိုက်တာနဲ့ပစ္စည်းကလည်းထားတဲ့နေရာမှရွေ့သွားပြီးဖြစ်တာကြောင့်ပါရာဇိကကျသွားနိုင်ပါတယ်။ဒါကြောင့်ရိုးသားတဲ့စိတ်နဲ့လည်းပဲပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိတဲ့ပစ္စည်းမှန်ရင်မကင်တာအကောင်းဆုံးလို့ပြောကြပါတယ်။အရှင်ဖရာတန်ဃာတော်အရှင်မြတ်တို့အရက်တောက်ရင်ဘာဖြစ်နိုင်လဲအရှင်ဖရာမိန့်တော်မူပါဖရာတဲ့။ဖရာရှင်လက်ထက်တော်အခါက အရှင်သာဂတဆိုတဲ့မထေရတပါရှိပါတယ်။အဲ့ဒီအရှင်သာဂတဆိုတဲ့မထေဟာတရက်ပင်စိတ်မှာအလွန်ဆိုးသွမ်းနေတဲ့ငကားတကောင်ကိုသုံးမပေးလိုက်တဲ့အတွက်ဒဂါရကမတွေကကြည်ညိုပြီးအရှင်သာဂတမထေကိုအရက်နဲ့ပူဇော်ပါတယ်။အရှင်သာဂတမထေလည်းဒဂါရကမတွေပူဇော်တဲ့အရက်ကိုတောက်ပြီးလမ်းမှာမူလဲပါတယ်။အဲ့ဒီအကြောင်းအရာကိုဖះရှင်သိတော်မူတဲ့အခါမှာ အရှင်သာဂတမထေရကိုအကြောင်းပြုပြီးသူရာမေရယပါနေပါစိတ်တယံအရက်တောက်ချင်းကြောင့်ပါစိတ်အဘတ်တင့်စီဆိုပြီးဝီနီးတိတ်ခါဖို့ပြဋ္ဌာန်းတော်မူပါれဒါကြောင့်ယဟန်တန်ဃာတော်များအရက်တောက်မယ်ဆိုရင်ဝီနီးတိတ်ခါဖို့အရာပါစိတ်အဘတ်တင့်တယ်လို့မှတ်သားထားရမှာဖြစ်ပါれအရှင်ဖေယတခါမှတော့မမေးဘူးပါဘူးသာသနာအနွယ်ဝင်တိလရှင်ဖြစ်နေပါလေရဲ့ ဘိုးတော်ဆိုတဲ့သူတွေအတွက်ပဲလုံနေရင်သာသနာအတွက်အထောက်ပံ့ဖြစ်စေပါသလားဖေရတဲ့တချို့ကတိလရှင်ဝတ်တိုင်းဖုန်ကြီးဝတ်တိုင်းကိုရင်ဝတ်တိုင်းသာသနာဝန်ထမ်းလို့ထင်တတ်ကြပါတယ်သင်္ကန်းဝတ်ထားတိုင်းလည်းပဲသာသနာဝန်ထမ်းမဟုတ်နိုင်ပါဘူးသာသနာဝန်ထမ်းဆိုတာကမြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့ပရိယတ္တိဒုရနဲ့ပရိပတ်တိဒုရဆိုတဲ့ ်ဒူရနှစ်ဖျားတဲကတဖျားဖျားကိုတော်၎င်းသို့မဟုတ်ဒူရနှစ်ဖျားစလုံးကိုတော်၎င်းထန်းဆောင်လီမသာအဲ့ဒီပုဂ္ဂိုလ်ကိုသာသနာဝန်ထမ်းလို့ခေါ်ဆိုထိုက်ပါတယ်။သင်္ကန်းဝတ်ထားပါလျက်နဲ့မြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့ဒူရနှစ်ဖျားကိုဆောင်ရွက်ခြင်းမရှိဘဲဘိုးတော်မေတော်တွေအတွက်ပဲလုပ်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသာသနာဝန်စည်းပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။သာသနာဝင်စည်းပုံပုံတွေပေါ်ပေါက်လာပြီဆိုရင် သာသနာတော်အတွက်ကောင်းသောအထောက်အပံ့မဖြစ်နိုင်ပါဘူးဒါအပြင်အဲ့ဒီလိုသာသနာဝင်စည်းပုံကိုယ်တွေကိုထောက်ပံ့နေသောလူအချို့ဟာလည်းပဲသာသနာတော်ကိုတွယ်ဝိုက်ဖြစ်စည်းရာရောက်ပါတယ်အယက်တောက်ချင်းရဲ့အကျိုးကိုမိတ်လေးပါဖရာတဲ့ပါမန်ဘီယာအပျော်စားတစ်ခွက်ကိုအုံနောက်ကလစီပေါင်း8000ကျော်ပြက်စည်းပါတယ်အရက်ကဘီယာထက်သုံးဆမြင့်တာကြောင့်အရက်တစ်ခွက်ကိုအုံနောက်ကလစီပေါင်း 2000ကျော်ပြည့်စည်ပါတယ်။အုံနောက်ကလစီတွေကအများကြီးရှိတာဖြစ်တဲ့အတွက်အရက်ဘီယာတွေတောက်လို့အုံနောက်ကလစီတွေပြည့်စည်တာကိုသိပြီးမသိတာပါဘူး။သို့တော်လည်းပဲနှစ်ပေါင်းများစွာ အရက်ဘီယာတွေကိုဆွဲမြဲပြီးတောက်လာတဲ့အခါမှာတော့အုံနောက်ကလစီတွေပြည့်စည်လာတာကိုသိတာလာပါတယ်။အဲ့ဒီအခါမှာခေါင်းကြိုက်တာတို့ခေါင်းမူးတာတို့ခဏခဏမီလီယိုတက်တာတို့ဖြစ်လာပါတယ်။ ဒါအပြင် ဝင်းတွင်းကလီစာတွေကိုလည်းပဲပျက်စီးစေပါတယ်။ဒါကတော့အရက်တောက်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အဆိုးကျိုးကိုကျမ်းမာရေးရှုထောင့်ကနေပြောပြခြင်းဖြစ်ပါတယ်။အရက်တောက်တဲ့သူတွေဟာမူးယစ်မေလျော်မှုတွေဖြစ်ပြီးသူတစ်ပါးအသက်ကိုတတ်ဖြတ်ခြင်း၊သူတစ်ပါးပစ္စည်းကိုခိုးယူခြင်း၊သူတစ်ပါးသားများကို ပြင်းမာစော်ကားခြင်း၊မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းစတဲ့မကောင်းသောအကုသို့ဒုဒရိုက်မှုများကိုလည်းကျူးလွန်မိတတ်သလို သူတော်ဘာတို့ဤအထင်မြင်သေးခြင်းကိုလည်းခံရတတ်ပါတယ်။ဒါအပြင်အရက်တောက်တဲ့သူတွေဟာပေလွန်တဲ့အခါမှာလည်းပဲအပေတို့ကြားရောက်တတ်ပါတယ်။ဒါကအရက်တောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စူးကျိုးများပဲဖြစ်ပါတယ်။အရှင်ဖေယားတပည့်တော်မိထားတာမိခွန်လေးမဖြေကြားရသေးဘူးဖေယားမိဘကိုစော်ကားပြီးဖေယားတရားလုပ်တာဟာကုသိုလ်ရလားဖေယားတပည့်တော်မြင်တွေ့နေရလို့ပါဖေယားတဲ့ အဇာတတမင်းကိုကြည့်လိုက်ပါနော်အဇာတတမင်းဟာမိဘကိုစော်ကားပြီးတက်ဖြတ်ထားတဲ့အတွက်ဖះရှင်ကိုတော်တိုင်ဟောကြားပေးသောတမင်ညဖလာတုတ်တန်တရားကိုနာကြားရတာတောင်မှမိတိတရားထူးတရားမြတ်မှရမသွားပါဘူးဦးစင်းတို့ငငယ်တုန်းကတရားရိပ်တာတစ်ခုမှတခါကြီးတယောက်တရားအားထုတ်တာကြောင်းကြီးဇောက်ထိုးဖြစ်သွားလို့ဆိုပြီးထပြေးပါတယ် ဲ့ဒါကိုတရားပြဆရာတော်သိတဲ့အခါမှာဒကာကြီးဘာများလှုပ်ထားသေးလဲဆိုပြီးမေးပါတယ်အဲ့ဒီအခါမှာဒကာကြီးကတပည့်တော်လွန်ခဲ့တဲ့ဆယ်ရက်လောက်တုန်းက အမေကိုကိုထီးလက်ရောက်စော်ကားမှုပါတယ်ဖရာဆိုပြီးပြန်လဲလျှောက်ထားပါတယ်အဲ့ဒီအခါမှာတရားပြဆရာတော်ကဒီလိုဆိုရင်ဒကာကြီးအမေကိုပြန်ပြီးတောင်းပန်လိုက်ပါလို့မိန့်ကြားပါတယ်ဒကာကြီးလည်းပဲဆရာတော်မိန့်ကြားတဲ့အတိုင်းမိစီပြန်ပြီးတော့အမေ ပါရဲ့ကာယကံအမှုဝစီကံအမှုမနောကံအမှုတို့ကိုပြီးခံခွင့်လို့ပါလို့နှုတ်ကဆိုပြီးအမေရဲ့ခြေဖမိုးနဲ့သူ့ရဲ့နှစ်ဖူးကိုထိအောင်တိုက်ပြီးတေးသေးချာချာရှ िख ိုးကတော့တောင်းပန်ပါတယ်။အဲ့ဒီလိုရှ िख ိုးကတော့တောင်းပန်လိုက်မှသာတရားအားထုတ်လို့ရသွားပါတယ်နော်။ဒါကြောင့်မိဘကိုစော်ကားထားတဲ့ပုဂ္ဂိုလ်တွေဟာဖရာတရားလုပ်မယ်ဆိုရင်ဖရာတရားလုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားရနိုင်ချေနေပါတယ်။ဖုန်းကြီးတွေဗီဒီယိုတွေရိုက် တစ်တော့ဆိုရှယ်မီဒီယာမှာတင်တာကောင်းပါသလားကာယကံရှင်ကိုတရိုက်မဆုံးမှာပဲတနိုင်ငံလုံးသိအောင်ဝေဖန်တာကောင်းပါသလားဖြေပေးပါတဲ့ဒီမှန်လေးကတိလရှင်တပါးနှက်ဆက်နေတာဘူးဥစဉ်တင်ထားတဲ့ပိုထဲမှာလာမှန်ထားတာပါမြတ်စွာဘုရားသည်အရှင်ဒေဝရတ်ကိုစုံမလို့မရတဲ့အခါမှာယဟန်တော်တွေကိုခေါ်တော်မူ၍အရှင်ဒေဝရတ်ကိုပကာတနိယကံပြုခိုင်းပါတဲ့ပကာတနိယကံဆိုတာဟာ အရှင်ဒေဝတန်ဤလौရက်တွေသည်သာသနာတော်နှင့်မသက်ဆိုင်ကြောင်းအများသိအောင်ကြင်ညာတဲ့သဘောကိုပြောတာဖြစ်ပါတယ်။ဘာကြောင့်အဲ့ဒီလိုလौရတာလဲဆိုရင်ပုဂ္ဂိုလ်ကိုပြောဆိုဆုံးမလို့မရတော့တဲ့အတွက်အများသိအောင်လौရတာဖြစ်ပါတယ်။အဲ့ဒီအတိုင်းပါပဲ။ဒိုင်းပေါ်မှာသင်္ကန်းဝတ်တွေနဲ့သာသနာတော်နှင့်မအပ်ဆက်သောအလုပ်တွေကို လုပ်နေသောဖုန်ကြီးကိုရင်တိလရှင်တွေဆိုတာဟာဦးစင်းတို့တွားပြောလို့ရတဲ့ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ အဲ့ဒီလိုဦးစင်းတို့တွားပြောလို့မရတဲ့ပုံကိုယ်တွေဖြစ်နေတာကြောင့်အဲ့ဒီပုံကိုယ်တွေကိုပြောဆိုခြင်းမလုပ်တော့ပဲအများသိအောင်ယခုလိုဒိုင်းပေါ်ကနေပြီးတော့ပြောဆိုပြရခြင်းဖြစ်ပါတယ်။နားလည်ပါစေ။ကျန်တော်ကအစ္စလမ်ဘာသာဝင်တယောက်ပါ။ကျန်တော်လှခွင့်ရှိပါလား။လေးစားပါတယ်။ဖြေပေးပါဦးစင်းကြီးတဲ့။မိသည့်ဘာသာဝင်ပဲဖြစ်ဖြစ်ဒါနဆိုတာကအလုံးနဲ့သက်ဆိုင်တဲ့အရာပါ။တခြားဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေကိုလှူဒါန်းတာရှိတယ်လို့ဗုဒ္ဓဘာသာဝင်တွေကလည်းတခြားဘာသာဝင်တွေကိုလှူဒါန်းသင်ပါတယ်ဗုဒ္ဓလက်ထက်တော်အခါကဘာသာခြားတတိတယောက်ဟာဗုဒ္ဓတရားကို နာယူပြီးဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတဲ့နောက်သူအရင်ကိုးကွယ်ခဲ့တဲ့ဘာသာရေးခေါင်းဆောင်ကြီးတွေကိုလှူဒါန်းခြင်းအမှုမပြုတော့ပါဘူးဒါကိုဗုဒ္ဓတည်တော်မူတဲ့အခါအရင်ကအတိုင်းပဲလှူမြဲတိုင်းလှူဖို့ပြောဆိုဆုံးမပါတယ်ဒါကြောင့်ဒါနဆိုတာဟာဘာသာနဲ့မဆိုင်ပဲ လူတိုင်းပြုသင့်တဲ့အရာလို့မှတ်သားထားရပါမယ်။တော်ကြမဖြေဘူးဖုံဖုံကဝါတွင်းအိမ်မပြောင်းကောင်းဘူးဆိုတာ ရှင်းပြပေးပါတဲ့။မမြင်လို့မဖြေလိုက်တာပါ။အခုမြင်လို့ဖြေလိုက်ပါပြီ။ဝါတွင်းကာလအိမ်မပြောင်းကောင်းဘူးဆိုတာဘာသာရေးနဲ့ဘာမှမသက်ဆိုင်ပါဘူး။လောကဒတ်ဆရာတွေရဲ့အယူအဆတွေသာဖြစ်ပါတယ်။မိုးကြလို့ဝါတွင်းကာလရောက်တဲ့အခါဆူဆွတ်တဲ့အချိန်ဖြစ်တာကြောင့်အိမ်ပြောင်းအိမ်ရွှေ့လုံမယ်ဆိုရင်ဒုက္ခများနိုင်ပါတယ်။ ။ဒါကြောင့်ရှေးလူကြီးတွေကဘွာတွင်းကာလအိမ်မပြောင်းကောင်းဘူးလို့ဆိုထားခဲ့ခြင်းဖြစ်ပါတယ်။ရရှိခိုးတာတို့ပတိစိတ်တာတို့ကိုပြုတ်လုံမဲ့ဆိုရင်ဖះအစဉ်ရှေ့တွင်ထိုင်ခြင်းမဟုတ်ပဲအဲ့ရထဲတွင်လှဲ၍လမ်းလျှောက်၍ပြုတ်လုံလျင်အပြစ်ဖြစ်ပါသလားဖះအတဲ့ဖះရှိခိုးတဲ့အလုကတော့ဖះအကြောင်းဆောင် ရှေ့မှာမဟုတ်ရင်တောင်မှဘယ်နေရာမှာပဲရှိခိုးရှိခိုးထိုင်ပြီးရှိခိုးနိုင်မယ်ဆိုရင်တော့အသင့်တော်ဆုံးပါပတိစိတ်တယ်ဆိုတာကတော့ ဘာဝနာလုပ်ငန်းဖြစ်တဲ့အတွက်မိမိနှစ်သက်တဲ့နေရာမှာမိမိနှစ်သက်တဲ့ဣရိယာပုဖြင့်ပွားများလို့ရပါတယ်။အဲ့ဒီအတွက်လဲဘာအပြစ်မှမဖြစ်တဲ့အပြင်ကုသိုလ်ရနိုင်စရာအကြောင်းပဲရှိတယ်လို့မှတ်သားထားရပါမယ်။အရှင်ဖေယလူဝိကြောင်ဘဝနှစ်ပင်ယဟန္တာဖြစ်ခြင်းဟာစွားနိုင်ပါသလားတဲ့။စွားနိုင်ပါတယ်။ဖယားရှင်လက်ထက်ကလူဝိကြောင်ဘဝနဲ့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်၅ဦးရှိပါတယ်။ အဲ့ဒီပုဂ္ဂိုလ်၅ဦးကဘယ်သူတွေလဲဆိုရင်၁ဥက္ကသေနတကြွယ်၂တန်တတိအမတ်ကြီး၃ဝိတတောကလူလင်၄ဓာရုစီပရပိုက်၅ခမဲတော်သုဒ္ဓေါတနမင်းကြီးတို့ ဖြစ်ပါတယ်ဒါဟာဖះရှင်လက်ထက်ကလူဝိကြောင့်ဘဝနဲ့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်၅ဦးဖြစ်ပါတယ်ဒါကြောင့်လူဝိကြောင့်ဘဝနဲ့ပင်ယဟန္တာဖြစ်ခြင်းဟာစွာနိုင်တယ်လို့မှတ်သားထားရပါမယ် ရှင်ဖေယမြတ်စွာဘုရားဟောခဲ့တာကငါသာသနာကိုငါရဲ့သားတော်တွေက ဖြည့်ဆည်းမယ်လို့ဟောခဲ့တာမှန်ပါလားဖေယတဲ့အဲ့ဒီလိုပြောတဲ့လူတွေကဘုန်းကြီးတွေကိုစော်ကားတာပါမြတ်စွာဘုရားက အင်္ဂုတ်ထုပါဠိတော်စရုတ်ကနိပတ်သောဘနတုံမှာဒီသာသနာကို တင့်တယ်အောင်ယဟန်အမျိုးသားယဟန်အမျိုးသမီးလူအမျိုးသားလူအမျိုးသမီးဆိုတဲ့ ပြိသက်၄ပါးကဆောင်ရွက်ပေးနိုင်တယ်လို့ဟောကြားထားပါတယ်။ဒီတိုင်းပါပဲဒီသာသနာကိုပျက်စီးအောင်ယဟန်အမျိုးသားယဟန်အမျိုးသမီးလူအမျိုးသားလူအမျိုးသမီးဆိုတဲ့ပြိသက်၄ပါးကပဲဖြစ်စည်းမှဖြစ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားဤသာသနာတော်ကိုပျက်စီးအောင်ဖြစ်စည်းမဲ့သူတွေဟာဖယားရှင်ရဲ့သားတော်ဖုန်ကြီးတွေလည်းဖြစ်နိုင်တယ်လို့လူပုဂ္ဂိုလ်တွေလည်းဖြစ်နိုင်တယ်လို့မှတ်သားထားရပါမယ်။တပည့်တော်သည်ဗုဒ္ဓဘာသာဝင်ပါဖယားအရှင်ဖယား ။တပည့်တော်မေးလျှောက်ပါရစေဖေဟာ။ကဘာကိုအလင်းဆောင်သူဗုဒ္ဓမြတ်စွာဘုရားကမြန်မာပြည်ကြွရောက်ဖူးပါသလားဖေဟာတဲ့။ဖေဟာဟောပါဠိတော်တွေမှာတော့မြတ်စွာဘုရားမြန်မာပြည်ကြွရောက်တဲ့အကြောင်းမပါပါဘူး။မြမတမိုင်းတွေမှာတော့ရှိပါတယ်။အထင်ရှားဆုံးကိုပြောရမယ်ဆိုရင်မကွေးမျိုးကမြတ်တလွန်စီတီတမိုင်းကိုကြည်လိုက်ပါ။ဘောတော်ဘောကျော်ဆိုတဲ့ဘီလူညင်အောင်နှစ်ဦးရဲ့ထံကိုမြတ်စွာဘုရားကိုတိုင်ကြွရောက်ပြီးစေတီဌာပနာထားရှိရန် တလွန်တော်ချီးမြှင့်ခဲ့တယ်ဆိုတဲ့အကြောင်းပါပါတယ်။ဒါကြောင့်မြတ်စွာဘုရားမြန်မာပြည်ကိုကြွရောက်တဲ့အကြောင်းဒီမြမသမိုင်းတွေမှာသာရှိတယ်လို့မှတ်သားထားရပါမယ်။